ျသောမိတ်ဆွေပေါင်းတို့မင်္ဂလာပါယခုလိုမင်္ဂလာရှိတဲ့နေ့ရက်တစ်ဖန်ဘုရားသခင်ကျွန်တော်ကိုအကောင်းဆုံးပြည့်စုံပေးတဲ့အခါမှာအဲ့ဒီအကောင်းတစ်ခါအကောင်းဆုံးနေတဲ့ကျွန်တော်ကဆိုရှင်ပြန်လှည့်ပြီးတော့ကောင်းကြီးတွေခံစားရတဲ့အတွက်ကြောင့်အာရချင်းတို့ဝမ်းမြောက်စွာနဲ့ဘုရားကုန်းတို့ကိုအတူတကွချီးမွမ်းကြရအောင်မိတ်ဆွေပေါင်းတို့ဒီနေ့မှလည်းပဲချစ်တဲ့မိတ်ဆွေကိုပေးသွားခြင်းတဲ့သတင်းစကားကတော့ဇာတိကိုစွန့်ဝိညာဉ်ပကတိအတိုင်းအသက်ရှင်ဇာတိကိုစွန့်ဝိညာဉ်ပကတိအတိုင်းအသက်ရှင်တော့ဒါကြောင့်ဒီနေ့ကျွန်တော်ရလူတဘောလူမနှောရကြည့်တဲ့အခါမှာပုရောဟိတ်လူသားအားလုံးက ဇာတိသဘောပေါ်မှာကျွန်တော်ရှင်းတန်နေကြတယ်ဇာတိသဘောကိုကြည့်တဲ့အခါမှာလိုချင်တာရှိတယ်တတ်မဲ့တာရှိတယ်ဇာတိသဘောကဖောက်ပြန်တတ်တယ်ဇာတိဇာတိသဘောကဆိုရှင်ရန်လုံမောင်းပွားတတ်တယ်ဇာတိသဘောကဆိုရှင်တဝင်းတိုတတ်တယ်မနာလိုတတ်တယ်ဇာတိသဘောကဆိုရှင်အမြဲတမ်းပဲလိန်ညာကောက်ကျစ်ဆင်းလက်တတ်တယ်ဒါကြောင့်ဒီဇာတိကိုကျွန်တော်ဆွန့်လွတ်နိုင်ဖို့ရန်အတွက်အလွန်မှပင်ကြည်ကြည်တယ်ဒါကြောင့်ဒီနေ့ပုရောဟိတလူသားတော်တော်များများကျွန်တော်ကဇာတိသဘောကိုအမြဲတမ်းပဲလိုက်တတ်တယ်နော် ဝိညာဉ်ပဂရိအတိုင်းအသက်ရှင်နိုင်ဖို့ရန်အတွက်ကျွန်တော်ကဇာတိကိုစွန့်လွတ်မှရမှာဖြစ်တယ်နော်ဇာတိကိုစွန့်လွတ်မှစွန့်လွတ်ရမယ်ဇာတိသဘောရဲ့အသက်တာနဲ့ကျွန်တော်ရှင်သန်သွားလာလှုပ်ရှားတဲ့အခါမှာကျွန်တော်မှဆိုရှင်ငြိမ့်သက်ချင်းချမ်းသာလဲခံစားမှာမဟုတ်ဘူးဝမ်းမြောက်ချင်းချမ်းသာလဲခံစားမှာမဟုတ်ဘူးတိုင်းမကကျွန်တော်ရဲ့ဘဝတတမှာဆိုရှင်အမြဲတမ်းပဲတောကတွေနဲ့အပူတွေနဲ့ပဲကျွန်တော်ကအမြဲတမ်းပဲဒါတွေနဲ့ပွားများနေနေပဲဒါတွေနဲ့ကျွန်တော်ရဲ့ဘဝတတမှာအေးချမ်းချင်းငြိမ့်ချမ်းချင်းတာယာချင်းနဲ့ကျွန်တော်ဘဝမှာရှင်သန်နိုင်ဖို့ရန်အတွက် ဇာတိတဘောကိုစွန့်ပြီးတော့ဝိညာဉ်ပကတိအတိုင်းတက်ရှင်နိုင်ဖို့ရန်အတွက်ဂလာတိဩရစာခန်းကြီး9ပိုင်းငယ်22ကနေ26ကိုကျွန်တော်ဆင်ကျင်ပြီးတော့ကျွန်တော်ရဲ့ဘဝတတာကိုတိဆောက်ကြရအောင်။နောက်ဒါကြောင့်ဂလာတိဩရစာအခန်းကြီး9ပိုင်းငယ်22 26မှာဘလို့ဆိုထားတယ်လဲဆိုတော့ဝိညာဉ်ပကတိရဲ့အကျိုးမူကချစ်ချင်းဝါမြောက်ချင်းငြိမ်သက်ချင်းစိတ်ရှိချင်းကျေးဇူးပြုချင်းကောင်းမြတ်ချင်းတစ္ဆာဆောင်ချင်းနုညံ့သိမ်မွေ့ချင်းကာမကုံချုပ်တီးခြင်းပေတည်တဲ့ဒီမှာကြည့်လိုက်တဲ့အခါမှာ ျွန်တော်အလွန်မပင်တခါတဲ့ဝိညာဉ်ပဂတိအကျိုးတွေကိုကျွန်တော်သိပြီနော်သိတဲ့ခါမှာအဲ့ဒီအကျိုးကျေးဇူးကိုကျွန်တော်ခံစားဖို့ရန်အတွက်ဝိညာဉ်ပဂတိတိုင်းကျွန်တော်အသက်ရှင်ဖို့ရန်အတွက်အလွန်မပင်ကြည်ကြည်တယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်ဖရာတရားရှိတဲ့အသက်တာဖရာသခင်ကိုခိုးလုံတဲ့အသက်တာဖရာကိုယုံကြည်တဲ့အသက်တာဖရာကိုအမြဲတမ်းချီးမွမ်းတဲ့အသက်တာအဒါမျိုးနဲ့ကျွန်တော်အသက်ရှင်မယ်ဆိုရင်ကျွန်တော်မှာလို့ရှိရင်ဝိညာဉ်တော်ရဲ့ဒီဝိညာဉ်ပဂတိရဲ့အကျိုးကျေးဇူးတွေခံစားရမယ်အဲ့ဒီအကျိုးကျေးဇူးတာဘာလဲ ချစ်ချင်းလူတိုင်းခံစားခြင်းတဲ့အရာပဲဝမ်းမြောက်ခြင်းလူတိုင်းဝမ်းမြောက်ခြင်းကြတယ်ပြီးလို့ချင်းငြိမ့်သက်ခြင်းလူတိုင်းကစိတ်အေးချမ်းသာရသောငြိမ့်ငြိမ့်သက်သက်နဲ့နေခြင်းကြတယ်စိတ်ရှိခြင်းဘယ်တော့မှတယောက်မှစိတ်တို့စိတ်တို့ခြင်းနဲ့စိတ်မရှိဘူးဒါကြောင့်စိတ်ရှိခြင်းရှိတဲ့ခြေဆုပြုခြင်းပြီးလို့ရှိရင်ကောင်းမြတ်ခြင်းတစ္ဆာဆောင်ခြင်းနုညံ့တိမ်မွေခြင်းကာမကုံချုပ်တီးခြင်းဆိုတဲ့ဒီအချင်းရာတွေเนาะအားလုံးကကျွန်တော်ဒီမှာတက်ရောက်လာမှာဖြစ်တယ်ခုနကမကောင်းတဲ့အရာတွေအတွေးတွေလည်းမရှိတော့ဘူးเนาะအဲ့ဒီတော့ကြောင့်ဒီနေ့ကျွန်တော်ရဲ့တက်တာမှာလုံးဝ ဒီအရာနဲ့ပြည့်စံနေမှာဝိညာဉ်ပကတိအချိုးကျေးဇူးတွေနဲ့ပြည့်စံနေမှာဆိုရင်ကျွန်တော်အမြဲတမ်းစိတ်အချမ်းသာရပြီးတော့တကယ်ပဲစိတ်ချမ်းသာကိုကျမ်းပါတယ်အမြဲဝမ်းမြောက်နေမှာဖြစ်တယ်။ဘုရားကိုယ်တော်ကလည်းပဲအားရပါရအမြဲတမ်းချီးမွမ်းနေမှာဖြစ်တယ်။ဒါကြောင့်တမန်ကျမ်းသာပါလေထိုတို့ကျင့်ထိုတို့အကျင့်ကိုအဘယ်တရားများမမြစ်တာတဲ့နော်။ဒါကြောင့်ဝိညာဉ်ပကတိတိုင်းကျင့်ပြီးတော့အသက်ရှင်တဲ့အကျင့်မျိုးကိုဘယ်တရားကမှမမြစ်တာပါဘူးတဲ့နော်။ဒါကြောင့်ငွေ၂၄ကိုကြည့်တဲ့အခါမှာ ခွတ်တော်နဲ့ဆိုင်တော်သူတို့သည်ဇာတိပဂရိကို၎င်းဇာတိပဂရိစိတ်များနဲ့လောအင်ဆန္ဒများကို၎င်းလဝါကတဲ့မှာရိုက်ထားကြပြီနော်။ဒါဒီနေ့ကျွန်တော်တက်တာမှာဝိညာဉ်ပဂရိရဲ့အကျိုးကျေးဇူးတွေခံစားရပြီးသာသဒီသာသမိတွေကခရစ်တော်နဲ့ဆက်ဆိုင်တဲ့သူတွေဖြစ်သွားပြီ။ဒါကြောင့်ခရစ်တော်နဲ့ဆက်ဆိုင်တဲ့သူတွေကတဲ့ဝိညာဉ်ပဂတိကို၎င်းဇာတိပဂရိနဲ့အလောဆန္ဒများကို၎င်းဒါကြောင့်ဇာတိပဂရိကို၎င်းတဲ့ဇာတိပဂရိနဲ့ဇာတိပဂရိရဲ့လောအင်ဆန္ဒတွေကို ဘာလို့ရမလဲလက်ဝါးကနေမှရိုက်ထားလိုက်တော့လုံးဝအဲ့ဒီအရာကိုကျွန်တော်ထဲကနေနှုတ်ပလိုက်လို့ပြောတာဖြစ်တယ်နော်လုံးဝကျွန်တော်ထဲမှာဆိုရှင်မထားတော့နဲ့အဲ့ဒီအရာတွေအားလုံးကိုကျွန်တော်ခွာချပလိုက်တော့ခရစ်တော်နဲ့ဆက်ဆိုင်တဲ့သူဖြစ်ဖို့ရန်အတွက်ကျွန်တော်ဘာလို့ရမလဲခရစ်တော်နောက်ကိုတထက်ကြမကွာလိုက်ရမှာဖြစ်တယ်ဒါကြောင့်ငွေ25ကိုပြည့်ကြည့်လိုက်တဲ့ခါမှာတို့ဖြစ်၍ငါတို့ဒီဝိညာဉ်ပကတိကြောင့်အသက်ရှင်နေရင်ဝိညာဉ်ပကတိအတိုင်းကျင့်ကြကုန်အောင်ဒါကြောင့် 就那个文不 Marcel, 言、huh、不合理的叫得心的说言了，文言不合理的，见马的见见马，打烂了下马的，喏，就把这个吃的他们搞没了。这里吃的得水的呢，就那个，每那么就把这个吃的破，每那么就那个都是，外面吃看到外面的，就把这个外面的大家都来吃破，喏，人家吃穿的也是不一样，就那么别的他们，每那么天天要要穿西服，喏，西西服多他们穿穿别的，就那个啊啷个都是，就把这个基础皮带没。 ကောင်းမြတ်ခြင်းတွေခံစားရမယ်တစ္ဆာဆောင်မယ်တယောက်နဲ့တယောက်ပေါ်မှာတစ္ဆာဖောက်တာမရှိဘူးတယောက်နဲ့တယောက်ပေါ်မှာပြောဆိုဆက်ဆံတဲ့အခါမှာလည်းနူးညံ့တိမ်မွေးတဲ့အသက်တာနဲ့ကျွန်တော်ကတော့ရှင်ဆက်ဆံကြမယ်ကျွန်တော်ရဲ့အဓိကပဲလေကျွန်တော်ရဲ့ဒီဇာတိပကတိမှာလွမ်းမိုးနေတဲ့အရာကကာမကုံချုပ်တီးခြင်းပဲเนาะကျွန်တော်ကတော့ရှင်ဒီအရာကိုခံစားခြင်းကြတယ်เนาะစံစားခြင်းကြတယ်ဒါကြောင့်ခံစားစံစားခြင်းနေတဲ့ကျွန်တော်ဇာတိစိတ်တွေကိုဖယ်ရှားပြီးတော့ကျွန်တော်ကပဲလေဝิญဉ္ဇပကတိနဲ့အသက်ရှင်မယ်ဆိုရင်ခရစ်တော်နဲ့ဆက်ဆိုင်တဲ့သူတွေဖြစ်တယ် 亏掉那些资产呢？对不对？国家五年不给你呢，十十年不给你呢，五年不给你，大家知道吗？兄 <noise> 弟，知道不？今年到招商街体育馆对面去了，啊，前天、昨天、老些天了，啊，前天又去去了个上月泥家公案，老大家，那个朋友怎么见大家？今年到招商街体育馆对面去了，啊，路过了几几个地方嘛，上一次我路过新塘那个地方，哥哥读不读？ သူများအထင်ကြီးလေးစားရတဲ့တာသမီလူတယောက်ဖြစ်အောင်ကျွန်တော်စူးစမ်းကြတယ်ကိုယ့်ကိုယ်သူထင်ပေါ်ကျော်ကြားတဲ့သူတယောက်ဖြစ်လာအောင်ကျွန်တော်ကဆိုရှင်လှုပ်ဆောင်ကြတယ်အဲတခါတရံမှာဆိုရှင်ကျွန်တော်ကြည့်လိုက်တဲ့အခါမှာဟိုတကယ်နာမည်ကြီးနာမည်ကြီးတဲ့ဘောက်စင်းသမားတွေတို့နာမည်ကြီးတဲ့တခါတော့ဘောလုံးသမားတွေတို့ဆိုလို့ရှင်တော့သူတို့ကိုယ့်ကိုယ်သူတို့သူများထင်ကြီးအောင်မလုပ်လို့မလဲချာပြကြတယ်ဟာရွှေနာကြီးဘယ်နှလုံးပိုင်နေဟာကားတွေဘယ်နှလုံးပိုင်နေတိုက်တွေဘယ်နှလုံးပိုင်နေကျုံးဘယ်နှလုံးခုပိုင်နေစသည်အပြင်ဒါမှလည်းလူတွေ သူ့ကိုကြည့်ပြီးတော့ထင်ကြီးလာအောင်လှုပ်ချတယ်နော်ဒါကြော်သောကိတ်တိလူတွေကတတ်မဲ့ကြတယ်နော်ကြော်သောပြီးတော့တကယ်ပဲအောင်မြင်နေတာကိုလူတွေကအာဒီပုံမပြီးတော့ဗလဲတတ်မဲ့ကြတယ်အဲ့လိုကြောင့်အတော်မတတ်နိုင်တဲ့ကျွန်တော်ကဆိုရှင်ဒီတတ်မဲ့မှုတွေနဲ့စူးစမ်းကြတာတွေ့ရတယ်မယ်ဒီတို့ကြောင့်ဒီအချင်းရာကိုကြည့်တဲ့ခါမှာဒီတမချမ်းသာကိုဖတ်လိုက်တဲ့ခါမှာကျွန်တော်ပါဆိုရှင်ရိုးရိုးရှင်းရှင်းလေးပဲနော်အချင်းဤတော့ကြော်သောကိတ်တိတတ်မဲ့ခြင်းနဲ့အချင်းချင်းချုပ်ချယ်နှောက်ယှက်ခြင်းနဲ့ အချင်းချင်းညှို့ဆူခြင်းတို့ကိုရှောင်ရွေ့နေကြပါတဲ့ရှောင်ရွေ့နေကြပါဒါမှသာလေကျွန်တော်ကဇာတိကိုဆွန့်လွတ်နိုင်ပြီးတော့ဝิญဉေပဂိတအသက်ရှင်တဲ့ဘုရားရဲ့သားသမီးတွေဖြစ်လာမယ်ဘုရားနဲ့ဆက်ဆိုင်တဲ့သူတွေဖြစ်လာမှာဖြစ်တယ်ဒါဒီနေ့မနေ့ပါလို့ရှင်ချစ်တဲ့မိတ်ဆွေကိုအဓိကအားပေးသွားတဲ့တင်းစကားကတော့ဇာတိကိုဆွန့်လွတ်ပါဝิญဉေပဂိတအသက်ရှင်ပါဒါဒီနောက်ကတော့ဒီမှာဂျမ်းစာကိုကျွန်တော်အားလုံးကစင်ကြင်ပြီးတော့ကျွန်တော်ကိုယ်တိုင်ကဇာတိသဘောတွေကိုကျွန်တော်ကိုယ်တိုင်ကအမြဲတမ်းရှိနေတယ်ကိုယ်တိုင်လည်းသိတယ် ဒါကြောင့်ကိုယ်တိုင်သိနေတဲ့ဒီဇာတိသဘောကိုကျွန်တော်ကခြွေချနိုင်ဖို့ရန်အတွက်ကျွန်တော်ကဆိုရှင်ဖရာသခင်ကိုခိုလွန်ကိုးစားဖို့ဖြစ်တယ်ဘုရားကိုတကယ်ဆက်ကပ်ဖို့ဖြစ်တယ်ဘုရားကိုတကယ်ယုံကြည်ဖို့ဖြစ်တယ်ဘုရားရှိမှသွားဖို့ရန်အတွက်ဖြစ်ပါတယ်ဂလာတိခန်းကြီး9ပိုင်းငယ်22 26အစအဆုံးကျွန်တော်ဖတ်ပြမယ်ဒီထားလေးကျွန်တော်နားတော်တာဆင်ပြီးတော့ဝိညာဉ်ကွာဆက်လက်ပြီးတော့တိဆောက်ကြရအောင်ဝိညာဉ်ပဂတိရဲ့ကျုံမူကချစ်ချင်းဝမ်းမြောက်ချင်းငြိမ်သက်ချင်းစိတ်ရှိချင်းကျေးဇူးပြုချင်းကောင်းမြတ်ချင်းတစ္ဆာဆောင်ချင်းနုညံ့သိမ်မွေ့ချင်းကာမကုံချုပ်တီးချင်းပေတည် ထို့သောသောအချင်းကိုအဘယ်တရားများမမြစ်တာခရစ်တော်နှင့်ဆက်ဆံသောသူတို့သည်ဇာတိပဂိကို၎င်းဇာတိပဂိစိတ်များနှင့်လူအင်ဆန္ဒများကို၎င်းလဝါးကားနှင့်မှာရိုက်ထားကြပြီတို့ဖြစ်၍ငါတို့သည်ဝိညာဉ်ပဂိကြောင့်အသက်ရှင်နေရဝိညာဉ်ပဂိအတိုင်းကျင့်ကြကုန်အံအချင်းဤကြော်စောဂိတ်ထီကိုတတ်မဲ့ခြင်းအချင်းချင်းချုပ်ချယ်နှောက်ယှက်ခြင်းအချင်းချင်းညှို့ဆူခြင်းတို့ကိုရှောင်၍နေကြကုန်အံဆိုပြီးတော့ဒီနှုတ်ကပတ်တော်ရဲ့တိုက်တွန်းတဲ့အတိုင်းပဲ ကျွန်တော်ရဲ့ဘဝတက်တာမှာဇာတိပဂိရိကိုစွန့်လို့ပြီးတော့ဝိညာဉ်ပဂိရိအတိုင်းအသက်ရှင်ခြင်းအပြင်ယနေ့တင်းရဲ့ဘဝတက်တာမှာဖရာကြီးတရားကြီးဘက်မှာပုံမောပြီးတော့အကျွမ်းတဝင်ရှေ့လာပြီးတော့ဖရာရိတ်ဖရာသခင်ရဲ့အတောင်တော်ရိတ်အောက်မှာခိုးလုံကိုးစားခြင်းအပြင်ဖရာကိုတကယ်ဆက်ကတ်တဲ့ဘုရားရဲ့သားသမီးရောက်တိုင်းဖြစ်ကြပါစေကြောင်းဆုတောင်းဆန္ဒပြုရင်နေကုန်ချုပ်ပါတယ်ချစ်တဲ့မိတ်ဆွေများအားလုံးပါဖရာကောင်းချီးချပါစေ။